စီးပွားရေးတစ်ခုမလုပ်ခင်ကတည်းကတော့ကိုဦးတည်တဲ့ market customer price ဒီ၃ခုကိုကျွန်တော်တို့က target တိတိကျကျချဖို့လိုပါတယ်အဲ့တော့ပရမအဆုံးကျွန်တော်ဒီ market နဲ့ပတ်သက်ပြီးတော့ market class size ကိုဘယ်အရွယ်အနေထားထားမလဲဆိုတာက ကျွန်တော်တို့ရဲ့အဲဒီ production တတိယပြည့်ကိုလုပ်ငန်းအတွက်အထူးအရေးကြီးပါတယ်အဲ့ဒီ market class size ကိုကျွန်တော်တို့မချိန်ဆနိုင်ရင် အများအားဈေးွက်ထဲမှာဘာတွေ့ဘာပြဿနာကြုံနိုင်လဲဆိုတော့ demand နဲ့ supply မညီမျှဘူးပြဿနာ ခါလီပါကျွန်တော်တို့ကကိုက market target ကိုတိကျတိတိကျကျချမှတ်တဲ့ခါကျတော့ပစ္စည်းမလောက်တာတော့ပစ္စည်းတွေပို့နေတာအများအားဒီပြဿနာကြုံရပါလိမ့်မယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီ customer target ဖြစ်ပါတယ်ကိုယ့်ရဲ့ဖောက်တယ်ကိုလည်းပြတ်မှတ်တိတိကျကျချဖို့လိုတယ်တော့ဘယ်လို customer တွေကိုရောင်းမယ်သူတို့ဘယ်လိုလူတွေဆိုရဲတိကျတဲ့ကျွန်တော်တို့ customer target ရှိပါထုတ်ကုန်ထုတ်တဲ့ခါမှာရှင်းလင်းပြသပြီးတော့လိုအပ်တဲ့ဒီ creation တို့ innovation တို့เนาะဒီလိုအရာတွေအတွက်ကျွန်တော်တို့ပြန်ထိရောက်စီမှာဖြစ်ပါတယ် ဲ့တော့ customer target ကျွန်တော်တို့မတိကြရင်ဘာပြဿနာရှိလဲဆိုတော့ကိုယ့်ရဲ့ထုတ်ကုန်တွေကအမြဲတမ်းဈေးကွက်ထဲမှာလူကြိုက်နေတာတော့ဝယ်သူတွေမကြိုက်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဇိုင်းတွေခဏခဏပြောင်းရတယ်အရေးသူတွေပြောင်းရတယ်အဲ့ဒီပြဿနာမျိုးကြုံရနိုင်ပါတယ်နောက်ထပ်ကျွန်တော်တို့ကဈေးကွက်မှာအရေးကြီးတာကဘာလဲဆိုတော့ဘယ်ဈေးတန်းရောက်မလဲဆိုတဲ့ price အဲ့ price target ကိုလည်းကျွန်တော်တိကျဖို့လိုတယ်။လည်းလည်းစာလိုပြောမယ်ဆိုရင်တော့ဒီ price target ဆိုတာကကျွန်တော်ကဒီ financial performance လို့လည်းခေါ်တယ်။ဝေကြီးသုံးစွဲနိုင်မှုအဲ့ဒီအပေါ်ကိုကြည့်ပြီးချရတယ် ဲ့တော့ကျွန်တော်တို့ကဟုတ်ပြီကိုကိုတိုင်းကဒီဈေးကွက်မှာเนาะဒီဈေးကွက်ရဲ့ customer ရဲ့ငွေကြေးသုံးစွဲနိုင်မှုပုံမှန်တော့ကိုတင်တွက်ဆထားခြင်းကကိုဈေးကွက်နဲ့ကိုကုန်ကုန်ဈေးနှုန်းเนี่ยကိုဈေးနှုန်းเนี่ยအဲ့ဒါ live ဖတ်မှုရှိတယ်အဲ့လိုပုံမှန်တဲ့တခြားသူတွေကဥပမာပေါ့เนาะဈေးကြီးကြီးကြီးနေမယ်เนาะကြီးနေမယ်ဈေးပေါ်ကျင်လဲပေါ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ကိုပစ္စည်းနဲ့ကို price ကိုเนาะဈေးကွက်မှာကြိုတင်ပြီးတော့ financial performance ကိုလေ့လာထားရင်အမြဲတမ်းအားစားတာဖြစ်နေလိမ့်မယ် အဲ့တော့ပြန်ချုပ်ပြောရလို့ရှိရင်ကျွန်တော်က price တွေကလည်းပုံသေးကျွန်တော်တို့က fit လုပ်ထားလို့မရဘူး။အဲကိုချထားတဲ့ customer target နဲ့မူလကျွန်တော်တို့ရဲ့ production mission လို့ခေါ်တယ်။ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းရဲ့ဥတီချက်ပေါ့နော်ချမှတ်ထားတဲ့ mission တွေရှိတယ်။အဲ့ဒီ mission တိုင်းသွားမယ်ဆိုရင်ကိုထုတ်ကုန်ကဈေးကွက်ထဲမှာအားလုံးထက်ပါနေတဲ့เนาะအကြောင်းအရာဆုံးကုန်ပစ္စည်းတစ်ခုဖြစ်နေလိမ့်မယ်။အဲ့တော့ကျွန်တော်ချုပ်ပြောရမယ်။ market customer price လို့ခေါ်တဲ့ဒီ၃ချက်ကိုတေချာတိတိကျကျ တိကျတဲ့ target တခုချပါ market class size target နောက်ပြီးရင်ကျွန်တော်တို့ရဲ့ customer target ပြီးရင်ကျွန်တော်ဈေးကွက် financial performance ဒီသုံးခုကိုချထားရတယ်ဆိုရင်မိတ်ဆွေအတွက်ဈေးကွက်မှာအမြဲတမ်းမိတ်ဆွေရဲ့ product ကဥဆောင်နေလိမ့်ပါ